လာဟုဒီအကြားမှာတုံ့နှိနေရတဲ့အတွက်ကြောင့်လာဟုစာနဲ့လာဟုစကားတတ်လာတယ်အခုလာဟုလို့တရားဟောလို့ရပြီဟာလေလုယာဒါဖျားခင်ပေးတဲ့ထောင်းလိုင်းလှုပ်ချင်းကနဲ့အမြတ်ရလာအဲ့တော့လာဟုဒီလည်းအများကြီးပဲပြောင်းလဲသွားတာကျွန်တော်တွေ့ရတယ်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်လာဟုကောင်လေးတယောက်အသက်၁၄လောက်ရှိတဲ့ ခလေးကိုခရစ်တော်အကြောင်းပြောပြီးတော့ပြောင်းလဲသွားတော့သူက follow up လုပ်တယ်ရွာမှာလုံရင်းနဲ့သူ့အမေကအသက်60လောက်ရှိတယ်တည်သွားတယ်တည်သွားတဲ့အခါကျတော့သူတို့ကသူတို့ထုတ်ဆောင်ကဝက်ဒီတားရတယ်ဩတချိုင်းတူးတဲ့လူကတူးရတယ်သူတို့ကထုတ်ဆောင်သုံးရထားရတယ်ဗျချက်ချင်းမမြုပ်ဘူးဘာဖြစ်လို့လဲဆိုတော့သူတည်တယ်ဆိုပေမဲ့မျောနေတာဖြစ်နိုင်တယ်ဒါကြောင့်သုံးရမှာတိတ်ချမယ် ဆိုပြီးတော့သူတို့ကထားတယ်အဲ့ဒါနဲ့နှစ်ရက်လောက်ထားတဲ့အချိန်မှာအဲ့ဒီကောင်လေးကဆရာဆရာကျွန်တော်တင်ပေးတယ်မို့လားကျဆာတဲ့မှာလေလာစရုကတည်သွားတာလေးရက်ရှိပြီကျွန်တော်အမေကခုနှစ်ရက်ပဲရှိသေးတယ်အဲ့ဒါဆူတောင်းပေးပါပြန်စင်ဖို့သူအဲ့ဒီလိုပြောတာကျွန်တော်လည်းတည်တော့သူအတွက်ဆူတောင်းတာတခါမှအတွေ့အကြုံမရှိဘူးဆိုတော့အာကောင်းလေးအဲ့ဒါကကျဆာတဲ့မှာရှိတာ အဲ့ဒီလိုမလုံးနဲ့ကျွန်တော်ဆူတောင်းပြီးတော့မရှင်းလာဘူးဆိုရင်တရော်လုံးဝိုင်းကြည့်နေတာအဆိုင်ခံရမယ်သူကကျွန်တော်ပြောတယ်အာဆရာဒီလိုဆိုရင်တော့ဆရာကပြောတာကျွန်တော်မယုံတော့ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီယေရှုဟာတဲ့ယနေ့မနေ့နောင်ကာလမပြောင်းမလဲအသက်ရှင်နေလို့ဆရာပြောတာလေအခုဘလို့ဖြစ်သွားတာလဲဆိုပြီးတော့မှပြောတော့ ကျွန်တော်လည်းတင်ထားတဲ့စကားဒီအလိုသူရှိကပြန်ထွက်လာတယ်ဆိုတော့လုံးမလုံးလုံးမရတော့ဘူးအဲ့တော့ကျွန်တော်ကစူတောင်းတယ်ဖျားသခင်အဲ့ဒီခလေးလေးသူ့အမေရှင်ဖို့အတွက်စူတောင်းခြင်းနဲ့ဆန္ဒကုံတော့အောင်ကိုတော်လုပ်ပေးပါတကယ်လို့မရှင်လာဘူးဆိုရင်ကျွန်တော်တို့အဆက်ကွဲမယ်ကိုတော်သူ့နှလုံးသားကိုပြုပြင်ပေးပါဆိုတော့အဲ့ဒါပဲကျွန်တော်ကတကုံစူတောင်းတယ်စူတောင်းလေးလေးသူကလည်းပြင်းထန်လေးလေးပဲ အာတောင်းမယ်တောင်းမယ်ပဲကျွန်တော်ပြောတယ်အဲ့ဒီကျမ်းစာမှာခရစ်တော်မပြောင်းလဲဘူးဆိုတာကကုံတော်မပြောင်းလဲတာသူကအလောက်ကပြောင်းလဲနေတယ်ဟောတုန်းကလာဇရုလေးရက်သေပြီးမှပြန်ရှင်နေဆိုတဲ့ဟာကကျမ်းစာမှာတခုပဲရှိတယ်နောက်တစ်ခါယေရှုတစ်ခါမှအဲ့ဒါမျိုးမလုပ်တော့ဘူးမြေတူအလောက်ကပြောင်းလဲနေတယ်နော်ပုံတိတ်ယူလို့မရဘူး မိတ်သူကူးချလို့မရဘူးမိကူငါတင်ထားတယ်မဟုတ်လားဆိုတော့ဘလို့ပဲပြောပြောမရတော့ဘူးဗျပြင်းထန်လာတယ်အဲ့ဒါကဲဘာပဲဖြစ်ဖြစ်ဆူတောင်းမယ်ဆူတောင်းပေးပါဖះပြန်စီမဲလို့ကျွန်တော်ယုံကြည်တယ်ဘာဖြစ်လို့လဲဆရာပြောတယ်လေယေရှုမယုံငရဲသွားမယ်အခုအမေငရဲချပြီအဲ့တော့အမေလက်ကတချင်းရစီချင်းနဲ့ပြန်ရှင်အောင်ဆူတောင်းရအောင်ဆိုတော့ကျွန်တော်လည်းမတတ်နိုင်တော့ဘူး ကဲဒီလိုဆိုရင်တော့ကျွန်တော်တို့သူ့ပြန်ရှင်ဖို့ဆုတောင်းမယ်ခင်ဗျားတို့ပြန်ရှင်မဲလို့မယုံဘူးဆိုလို့ရှိရင်တော့အပြင်ထွက်ကြပါဆိုတော့ကျွန်တော်မောင်းထုတ်တယ်အဲ့ဒီမှာသူ့ရဲ့ယောက်ျားရဲ့သူ့ရဲ့သားလေးရဲ့ကျွန်တော်ရဲ့၃ယောက်ပဲရှိတယ်အကုန်လုံးအပြင်ထွက်ပြီးတော့မှသူတို့အိမ်ကလည်းဝါထရံနဲ့ကန်ထားတာဗျတချို့ကအပေါက်ကနဲ့ချောင်းကြီးနေကြတာအပြင်ကနေ ဆိုတော့ကျွန်တော်ကကောင်းကြီးပိုင်းမှာထိုင်တယ်သူ့အဖေကလက်ရဖက်အလယ်မှာထိုင်တယ်သူ့သားကခြေရင်းပိုင်းမှာထိုင်တယ်ကျွန်တော်အဲ့ဒီတည်နေတဲ့ကောင်းကိုကင်ပြီးတော့အိုးဘုရားသခင်အဲ့ဒီယောသားတို့ကိုတော့မတိသေးဘူးသူတို့နတ်ကိုကွယ်တဲ့လူတွေဖြစ်တယ်ကိုတော့အသက်ရှင်တဲ့ဘုရားဖြစ်တယ်ဆိုတာသူတို့မတိဘူးအဲ့ဒီအတော်ကြီးရလက်ခုတည်သွားတာအပင်ငရဲ့ကြတာတိတ်ချပြီကိုတော့သူ့ပြန်ပြီးတော့မှ ကိုတော့ကိုတိစီဖို့အတွက်ပြန်ပြီးတော့သူ့ဝိညာဉ်ကိုပြန်လဲပြီးတော့ဝင်ခွင့်ပေးပါဆိုပြီးတော့ဆုတောင်းတာသူကောင်းကိုင်တော့အတုပါပဲလေနည်းရရှိပြီးအိဆက်နေတာပဲဟာမြေကြီးကြောင်ဆုတောင်းတာလေ9မိနစ်လောက်ဆုတောင်းတာမျက်စိဖွင့်လာတော့ဒီတိုင်းဟာဒီတိုင်းပဲဘာမှအပြောင်းလဲမရှိဘူးကျွန်တော်စိတ်ထဲမှာဟေးကောင်းလေးမဖြစ်ဘူးလေသူလည်း သူကဆရာထက်တာနဲ့ဘာပဲဖြစ်ဖြစ်တောင်းမယ်တဲ့သူကအလုပ်ပြန်ပြီးကောင်လေးကတောင်းမယ်တဲ့ဆရာဟိုတခါအဲလီယာအကြောင်းကျွန်တော်ပြောပြတာလေတခါနှစ်ခါဒုက္ခတောင်းတာလေပြီးတော့ကျွန်တော်လည်းဒီလိုတောင်းရအောင်တဲ့ကျွန်တော်လည်းသူ့ကိုစက်စာတင်တာများနေပြီ哦တော့ကဲပြန်တောင်းတာပေါ့စူးစားပြန်စူးတောင်းနေကိုတော့တနာပါကိုတော့ကျွန်တော်တို့ကိုလည်းအဆက်မခွဲပါနဲ့ဒီရောတာဒီပြောင်းလဲဖို့အတွက်ပါဆိုပြီးတော့ကျွန်တော်စူးတောင်းစူးတောင်း ုတိယအချိန်ဘာမှပြောင်းလဲမရှိဘူး။ဒါနဲ့ကျွန်တော်စိတ်ထဲမှာတော့ဖြစ်လာတယ်ဒီကောင်လေးကတော့တခုခုတော့တခုခုပဲ။ကဲကောင်လေးတော်ပြီနဲ့တူတယ်ကျွန်တော်။ဟာဆရာမရဘူးတောင်းမယ်ပြန်မရှင်းမချင်းတောင်းမယ်တဲ့။ဒါနဲ့ကျွန်တော်တောင်းတောင်းတောင်းပြန်တောင်းပြီးတော့မျက်စိဖွင့်လာတဲ့အခါမှာသူ့ချိတ်ထောက်ကဆက်လှုပ်လာတယ်။ဟာလေလုယာ။သူ့ချိတ်ထောက်ကဆက်လှုပ်လာတယ်။ သူချိန်တော့ဆက်လှုပ်လာတဲ့အခါကျတော့ခဏလေးကြာရောထပြီးတော့ထိုင်လာထိုင်လာပြီးတော့ဗာပြောလဲဆိုတော့အဲ့ဒီခါကျတော့မှတကားဒီကိုဖွင့်ပြေးတဲ့လူကအဲ့ဒီအိမ်ကနေပြေးတဲ့လူကပြေးတဖုတ်တဆိတ်ဝင်နေပေါ့နော်ပြေးတဲ့လူကပြေးအဖေကလည်းထွက်ပြေးသွားပြီမရှိတော့ဘူးသူတားနေဆုံးတော့ပဲရှိတော့တယ်အဲ့တော့တချို့ကလည်းတကားကိုဖွင့်ပြီးတော့ဝင်လာတဲ့လူကရှိသူကဗာပြောလဲဆိုတော့ဒီဆရာ တေပြီးရင်လမ်းနှစ်လမ်းရှိတယ်ဆိုတာမှန်တယ်တမတေပြီးပြီဟိုနေရာရောက်တော့တဲ့လမ်းနှစ်လမ်းရှိတော့အဲ့ဒီမှာယေရှုကရနေတာတဲ့အဲ့ဒီတော့ငရဲဆိုတာကမှုံမဲနေတဲ့လူတရားငူနေကြတယ်တဲ့ကျမအဲ့ဒီဖက်ကိုတွားရမယ်ဆိုတော့မတွားချင်လို့အတကုံអော်တယ်တဲ့ကျမလဲဒါမဲ့ယေရှုကပြောလဲဆိုတော့ငါ့ကိုယ်စုံချီတဲ့လူတွားမယ်လားငါဒီဖက်ပဲဆိုပြီးတော့ တဖက်မှာပြတဲ့အခါကျတော့အစ်မတားမသူတို့ဟောနေတဲ့အတိုင်းပြတဲ့တကယ်တရားတယ်တဲ့ကိုနော်ဒီချီမွန်းနေကြတယ်တဲ့အဲ့တော့ကျွန်မလည်းအဲ့ဒီကိုသွားချင်တယ်လို့ယေရှုကိုပြောတော့အေးအခုအောက်မှာပြန်လာဖို့ဆူတောင်းနေတဲ့သူကြောင့်ပြန်သွားပြီးတော့အဲ့ဒီအကြောင်းကိုပြောပါဆိုပြီးတော့ကျွန်မပြန်လာတာတဲ့ဟာလေလုယာလက်ခုပ်တီးအောင်ဒါနဲ့ကျွန်တော်တို့တရားဟောဖို့တောင်မသိမလို့မလို့တော့ဘူးဗျ ယောသားဒီကအဲ့ဒီမှာအများကြီးပဲခရစ်တော်လက်ခံကြတယ်ကျတော့ဘုရားခင်ကျေးဇူးတော်ကြောင့်အဲ့ဒီမြို့တိမြပြအသက်ရှင်နေနှင်းချင်းကျွန်တော်ကိုယ်တိုင်ပေးတယ်အသက်60လောက်ရှိပါပြီအခုတော့ခေါ်တော်မူချင်းခံရပြီအဲ့ဒါလာဟုနေကဘုရားခင်ပြုခဲ့တဲ့အမှုဖြစ်ပါတယ်ကျွန်တော်လည်းခဏခဏတက်တည်မခံပါဘူးဒါကြောင့်မလို့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေ ဖျားခင်ဘာကူတန်ဖိုးထားတယ်လေဆိုတော့မကူခန်းချီရှိ36မှာလူဒီဤစကြဝဠာတစ်ခုလုံးကိုအကျွင့်မဲ့အစိုးရတော်လဲမိမိအသက်ဝိညာဉ်ကိုဘယ်ဥစ္စာနဲ့ရွေးနိုင်မနည်းတဲ့နော်ဒီကနေ့ကျမ်းစာထဲမှာအခုတန်ဖိုးဖျက်ထားတာကကြည်လိုက်ရင်ဒါကဓမ္မဟောင်းကာလာတုန်းကဘုရားကကျွန်တော်တန်ဖိုးဖျက်ထားတာဖြစ်တယ် ဒါပေမဲ့ကျွန်တော်တို့အထက်မှာရှိတဲ့ဝိညာဉ်ရဲ့တန်ဖိုးကစစ်ကြဝလာအထက်မှာတန်ဖိုးကြည့်တယ်အဲ့ဒါကတန်ဖိုးဖြတ်လို့မရဘူးဒါဆိုဒီကနေ့ကျွန်တော်လူတယောက်နဲ့တယောက်တွေ့ပြီဆိုရင်လူကဘယ်လိုဆက်ဆံလဲဆိုတော့ဘယ်လိုဝတ်စားစီရင်တယ်လဲသူကပညာဘလောက်တတ်တယ်လဲဘလောက်ချမ်းသာတယ်လဲအဲ့ဒီပုံမှာကျွန်တော်တို့ကလူကိုဆက်ဆံတာဖြစ်တယ်အထူးသဖြင့်အိရှာတိုင်းသားတွေကတော့ကျွန်တော်တို့ကအပင်တရံကြီးပြီးမှလူကိုဆက်ဆံတယ် အနောက်တိုင်းသားတွေကတော့သူတို့ရဲ့ qualification သူတို့ရဲ့အစီချင်းကိုကြည့်ပြီးသူတို့ဆက်ဆံတယ်သူတို့အဝတ်အစားနဲ့ကြည့်ပြီးတော့မဆက်ဆံဘူးကျွန်တော်မြန်မာနိုင်ငံမှာတော့သူ့လက်ပြမဆွေချိုးကအကြီးကြီးလက်စွပ်အကောင်အကောင်စားဝတ်ထားတာကအပြန်စားဝတ်လာတယ်ဆိုရင်တော့မလီတူတတီနဲ့နှုတ်ဆက်တယ်ဆုံဆုံနှုတ်နှုတ်နဲ့လာရင်တော့တိတ်တောင်မစကားမပြောချင်ဘူးကျွန်တော်တစ်ခေါက်ပေါ့ပီတူနဲ့မြုပ်ထဲသွားပြီးတော့ ။ညာကုမနော်။စူလိမာကျွန်တော်ကဘာလန်းကိုမတီးဘူးဗျ။ဘာလန်းမတီးတော့ရောက်ခါစားလဲဖြစ်တယ်ဆိုတော့ဦးလေးအီတွားရှာတာ။အဲ့ဒါနဲ့အဲ့ဒီမှာဒရိုင်ဘာဖြစ်မှာပေါ့နော်။အာမော်တော်ကားမောင်းတဲ့ဆရာတယောက်အဲ့ဒီမော်တော်ကားတော်လေးကိုကင်ပြီးတော့လက်လက်ထမှန်တလူလုံနေတာဗျ။ ဒါနဲ့ကျွန်တော်ဆရာဆရာကျွန်တော်ဒီမှာဘာလန်းတော့ချင်နေပြဘာလန်းပြန်နားမှာရှိလေကျွန်တော်မသိဘူးတဲ့ဘာလန်းကျွန်တော်ရောက်ဘူးတာမဟုတ်ဘူးတဲ့အဲဒီလိုလုပ်တယ်သူကကျွန်တော်လက်တောင်မကြည့်ဘူးကကျူးမဆိုင်တဲ့ပုံစံပြောတာပါအဲ့ဒီလိုဆွဆွနှုံးနှဲဝုတ်ကြည့်လူဒီကကျွန်တော်စကားပြောချင်တာမဟုတ်ဒါပေမဲ့ဒီကနေ့ဖျားသခင်ကကျွန်တော်တို့ကိုပြင်တရာမကြည့်ဘူးကျွန်တော်အထက်မှာရှိတဲ့ဝိညာဉ်ကိုတန်ဖိုးထားတာဖြစ်တယ်ဟာလေလုယာ ဒါကြောင့်ကျွန်တော်တို့လည်းဒီမှာရောက်လာတဲ့ညီကောင်မတွေဘလောက်ပဲစင်ရဲပါစေဘလောက်ပဲပညာမဲပါစေသူ့အထက်မှာဝိညာဉ်ရှိတယ်သူ့တန်ဖိုးရှိတယ်ဆိုတာဒါနားလေပေးပါဒါပေမဲ့ဝန်နဲ့ဆရာကောင်းတာကတော့အိဖက်အခန်းကြီးနှစ်အခန်းငယ်၁နှစ်မှာကျွန်တော်တို့ဝိညာဉ်ဟာတဲ့တည်နေတယ်တန်ဖိုးရှိတဲ့ဝိညာဉ်ကဖျားနဲ့အဆက်ပြတ်နေတယ်အဲ့ဒီအဆက်ပြတ်နေတဲ့ဝိညာဉ်က <laughs> ဝိညာဉ်ပိုင်ရှင်ကခန္ဓာနဲ့စိတ်နဲ့ပဲအသက်ရှင်နေခန္ဓာနဲ့စိတ်တိရိစ္ဆာန်ကခန္ဓာနဲ့စိတ်ပဲရှိတယ်စားမယ်အိပ်မယ်မထုံမြွေဝဲမယ်ဒါပဲတည်ဒီကနေ့ဝိညာဉ်အသက်မရှင်သေးဘူးဆိုရင်တန်ဖိုးရှိတဲ့ဝိညာဉ်ကိုပိုင်ထားပေမဲ့ခမားဟာစားဖို့ရဲ့အိပ်ဖို့ရဲ့မထုံမြွေဝဲဖို့ရဲ့တိရိစ္ဆာန်နဲ့နည်းနည်းတာတာကတော့အလုလုတာပေါ့ဗျာ တရိษံတိုင်းတော့အလုံးမလုတ်ပေမဲ့နွားလဲလုတ်ပါတယ်နွားတာတာလောက်ရှိတာပေါ့ဒါလောက်ပဲတန်ဖိုးရှိတယ်ဒါကြောင့်ဒီကနေ့လူရဲ့တန်ဖိုးဟာဘယ်မှာလဲဆိုတော့ယေရှုခရစ်တော်ကိုမိမိကိုယ်တည်ပိုင်ရှင်ဖြစ်ယုံကြည်ပြီးတော့လက်ခံသွားတဲ့အခါမှာတကယ့်တန်ဖိုးဟာယေရှုရဲ့တန်ဖိုးဖြစ်လာတယ်ဟာလေလုယာခမရဲ့တန်ဖိုးဒီယေရှုရဲ့တန်ဖိုးဖြစ်တယ်ငါဒီအာ ငါတို့ဒီအပြစ်ရှိခြင်းဖြင့်ခရစ်တော်ဒီငါတို့အတွက်ကြောင့်အသိခံတော်မူသည်ဖြစ်၍ဖျားသခင်ဒီငါတို့ကိုအပေမျှလောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူ၏။ယောမအခန်းကြီး၅ခန်းငယ်ရှိမှာခရစ်တော်ကကျွန်တော်တို့ကိုဘလောက်ချစ်တယ်လဲဆိုရင်အသက်နဲ့ကျွန်တော်တို့ကိုလဲလိုက်တယ်။ခရစ်တော်နဲ့အမျက်ခမဲတော်ဖျားကျွန်တော်တို့ကိုတန်ဖိုးထားတယ်။တိပေအခန်းကြီး၁အခန်းငယ်၁၈၁၉မှာဖတ်ကြည့် ကျွန်တော်တို့ကိုဖောက်ပြန်ပြစ်ရှိတဲ့ဆွေငွေဥစ္စာနဲ့ကျွန်တော်ရွေးထားတာမဟုတ်ဘူးတဲ့အပြင်းနဲ့ကြီးရှင်တော့တားရရဲ့သုခရအတွေးတော်နဲ့ကျွန်တော်တို့ကိုရွေးဝေထားတာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့တန်ဖိုးကတိတ်ကြီးတယ်ပညာမတန်းရင်လည်းတန်ဖိုးရှိတယ်ပိုက်ဆံမရှိရင်လည်းတန်ဖိုးရှိပြီခရစ်တော်ရပြီဆိုရင်ခမရဲ့တန်ဖိုးဟာဘုရားသခင်တားရရဲ့သုခရတော်ရဲ့တန်ဖိုးပဲ ဒါဆိုအဲ့ဒီတန်ဖိုးကိုကိုတန်ဖိုးကိုနားလည်ရအောင်ကျွန်တော်တမ်းမတော်မှာဆိုရင်တော့တယောက်တယောက်တွေ့ပြီဟေးကောင်အဲ့လိုကျွန်တော်တို့ခေါ်တယ်ကျွန်တော်တို့မပြောင်းလဲခင်တော့ကတော့အဟုတ်တာဗောအကောင်ပလောင်ပဲဖြစ်တာဗောတီကောင်တို့ပူရတို့ဟုတ်လားတိရစ္ဆာန်ပဲဒါမဲ့ဒီကနေ့ခရစ်တော်ရသွားတဲ့အခါမှာကျွန်တော်တို့ကဟိတ်ကောင်လို့ပြောလို့မရတော့ဘူးကျွန်တော်တို့ကတကယ်တန်ဖိုးကြီးတဲ့လူတွေဖြစ်တယ်လူက ဘလို့အသက်ရှင်တယ်လဲဆိုတာကသူ့တန်ဖို့ဘလောက်နားလေတယ်လဲဆိုတဲ့အပေါ်မှာအသက်ရှင်တာဖြစ်တယ်။ဒါဆိုဒီကနေ့ကျွန်တော်တို့တန်ဖို့ဒီခရစ်တော်ဖြစ်တယ်ခရစ်တော်ရပြီဆိုရင် ကျွန်တော်တို့ရဲ့တန်ဖို့ကတိတ်ကြည့်တယ်ဆိုတော့